အာ तू ကပြိုင်မယ်ဆိုပြီးတော့ तू စိတ်ပါလာတော့ပြောတဲ့ခါမှာကျွန်တော်နဲ့က तू မပြိုင်ဘူးဆိုရင်ကျွန်တော်တင်းတုံးမှာပေးရအာ तू အဲကြောင့်ပြိုင်တာအာ तू shows တိုင်းကတော့လမ်းလျှောက်တဲ့ဟာတွေက Mr. နဲ့ဆင်တယ်အာ Mr. လိုပဲလမ်းလျှောက်လာတယ်နွဲ့နဲ့နှောင်းနှောင်းပြရတယ်ဟိုကားဘလောက်လိုမျိုးမျိုးလုံးပြူပြီးညက်တာတော့ man face တူလိုမျိုးလောက်ကတာမျိုးမဟုတ်ဘဲနဲ့ तू ကနွဲ့နဲ့နှောင်းနှောင်းကြပြဆန်ဆန်နဲ့အဲ့လို classic ဆန်ဆန်လေးပြရတဲ့ဟာမျိုးဆိုတော့ तू LGBT ပြတဲ့ခါကျပိုလှတာပေါ့ဗျာ1 minute posing ဆိုတော့ကိုလုံးချင်တဲ့ creation ကိုလုံးပိုင်ခွင့်ရှိတာ အဲ့ဒါကိုဝေဖန်နေတယ်ဆိုလို့ရှိရင်ဝေဖန်တဲ့သူကအဲ့ဒီအတန်းမှာချန်ပီယံရပြီးသွားပြီလားချန်ပီယံရောက်ဝင်နေတာအဲ့ဒီပွဲမျိုးတော့မမြင်ဘူးလေမြန်မာပြည်မှာမှမရှိတာမမြင်ဘူးတဲ့ဟာကိုဝေဖန်တယ်ဆိုတဲ့ကမဟုတ်ဘူးပြီးတော့ဟိုကျွန်တော်ပြောချင်တာကဘလာကြီးကြီးတာနဲ့၆သွားမှာဘာဆိုင်လို့လဲမဆိုင်ဘူးလေဟိုအเจ้าကဘလာမကြီးရဘူးလား အော်ကိုထွက်လင်ပြိုင်တဲ့ပွဲကကျတော့ကျွန်တော် sport physics ပေါ့နော်အဲအဲ့ဒီတန်းမှာကျွန်တော်ရှိတာရရင်ဘိုးရဲ့အအပါဝင်ပေါ့အော် sport physics မှာကျွန်တော်၅ရက်ဝင်ပြိုင်တယ်၅ရက်ဝင်ပြိုင်တာမှာ၃ရက်ဆုရခဲ့တယ်ဗျဟုတ်အကိုထွက်ကကျတော့ဒီ first time မှာမှာကျွန်တော်က simple တက်တယ်ဆိုတဲ့အနေထားတစ်ခုပဲကျွန်တော်ကသူ့အတွေ့အကြုံလိုစေခြင်းတို့တင်ပေးလိုက်တာသူ့ဘုံမှာမှာဒါလို့ဘူးတယ်ဘယ်လိုပြိုင်မှုရဲ့ဆိုတာလေးပဲ လှုပ်ထည့်နေတာဒါပေမဲ့မြန်မာပြည်တွေကကျတော့ဒီအတန်းကဘယ်လိုအတန်းမျိုးလဲပြတဲ့ပုံစံကိုနားမလဲတဲ့ခါကျတော့သူ့ဝိုင်းပြီးဝေဖန်နေကြတာထင်ပါတယ်ဟုတ်သူ့ရဲ့ပြောင်းလဲမှုကိုအမားတို့အများကြီးတွေ့မှထင်ပါတယ်အရင်တော့ပုံစံနဲ့မတူဘူးအရင်တော့ဆိုရင်သူ့အောက်ပိုင်းမထိုင်ခြင်းဘူးဘက်မဆော့ခြင်းဘူးပြီးရင်ရှိုးရာတွေဘာကြီးမဆော့ဘူးသူကဒီဘိုင်းနဲ့ရင်ဘက်ကိုပဲသူဆော့တာများတယ်ပေါ့နော်ဒါကျွန်တော်ပုံမှန်လေးလေးပြောတာပါဆိုတော့အခုနောက်ပိုင်းမှာသူကကျွန်တော်မလုခိုင်းရင်တောင်မှပဲသူကသူလုံနေတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုလိုချင်တာလေဒီပြိုင်ပွဲကိုသူ့ကိုပြိုင်ခိုင်းတယ်ဆိုရဲအာဟာကကျွန်တော်မှအကြောင်းရှိတယ် သူ့ရဲ့ကျမ်းမာရေးလိုက်ဆိုင်တစ်ခုနဲ့ဒီ body composition တစ်ခုလုံးကိုမှန်သွားအောင်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ movement တွေအကုန်လုံးမှန်သွားအောင်အစားတွေကိုစနစ်တကျဘယ်လိုစားရဆိုတာသူ့တည်တည်ဆဲဆဲသိသွားအောင်ဆိုပြီးတော့ကျွန်တော်ပြန်ပွဲကိုပြန်ခိုင်းတာပြန်ပွဲပြန်ခိုင်းတဲ့ရည်ရွယ်ချက်ကစုပြခြင်းလို့မဟုတ်ဘူးသူ့ရဲ့လိုက်ဆိုင်တစ်ခုနဲ့ဒီသူ့ရဲ့ body movement အကုန်လုံးကိုကျွန်တော် change ရင်လို့ဟုတ်အာသူကပြိုင်မယ်ဆိုပြီးတော့သူစိတ်ပါလာပြောတဲ့ခါမှာကျွန်တော်နဲ့က သူမပြန်ရင်ဆိုရင်ကျွန်တော်တင်းတော့မပေးရအာသူအဲကြောင့်ပြိုင်တာဒါပေမဲ့ဒါသူ့ဘဘအတွက်မှတ်တိုင်တစ်ခုပဲလေဒါလေးလုံဖူးတယ်ဆိုတဲ့ဟာပေါ့ဒါပေမဲ့သူတို့အတန်းအရန်ကြက်တယ်အဲ့ဒီထိုင်းရမိတ်ကက်ဆရာတယောက်ဆိုအရန်ကောင်းတာ LGBT အရန်ကောင်းတာဆုတ်ပြတ်လာပါစေလို့ဆိုတော့ body builder တယောက်လုံဖို့ဆိုတာမလွယ်ဘူးလေကျွန်တော်တို့အစားရှော့ရတာတွေရှိတယ်အဲ့လိုဟိုကျွန်တော်တို့ရေလျှော့ရတာတွေရှိတယ်စိတ်ကအဲ့လိုမျိုးအဲ့ချိန်မှာအများကြီး handle လုပ်ရတယ်အလုံများရဲ့သူဆိုပို့ဆိုရပါဗျာဟုတ်အော်သူ show တိုင်းကတော့လမ်းလျှောက်တဲ့ဟာတွေက Mr. နဲ့ဆင်တယ် အဲမဆာလိုပဲလမ်းလျှောက်လာတယ်နွဲ့နဲ့နှောင်းနှောင်းပြရတယ်ဟိုကားဖလားလိုမျိုးမျိုးလုံးပြူရင်ညက်တာတော့မန်ဖစ်စ်တုံးလိုမျိုးလောက်ကတာမျိုးမဟုတ်ဘဲနဲ့သူကနွဲ့နဲ့နှောင်းနှောင်းကပြားဆန်ဆန်နဲ့အဲ့လို classic ဆန်ဆန်လေးပြရတဲ့ဟာမျိုးဆိုတော့သူက LGBT ပြတဲ့ခါကျပိုလှတာပေါ့ဗျာကျွန်တော်ကိုပြိုင်ဆိုကျွန်တော်အဲ့ဒီတည်းမပြိုင်နိုင်ဘူးလေကျွန်တော်ပြိုင်လဲရှုံးပါပဲကျွန်တော်အဲ့လိုမျိုးကြီးမရဘူးတိရော ဂျင်းစောတိုင်းလည်းလိုက်ဆိုင်မကောင်းဂျင်းစောတိုင်းကျွန်တော်တို့ကဒါကတော့အားကစားလိုက်စားရလို့ကျွန်တော်ပြောလို့မရအောင်ဂျင်းစောပြီးပြန်ဟိုလှုပ်ချင်တာလို့စားချင်တာစားနေတယ်အများကြီးပဲဂျင်းကိုအပျော်အနေနဲ့ဥမာပေါ့ကျွန်တော် communication တစ်ခုအနေနဲ့အဲ relationship တစ်ခုအနေနဲ့ဂျင်းကိုသွားနေကြရလို့အများကြီးရှိတယ်အဲ့တော့ကျွန်တော်ဂျင်းကဒါကြောင့် quest ထွက်နေတာကျွန်တော်ရှိမှကျတော့တကယ်ပြောင်းလဲမဲ့ လူမျိုးကိုပဲကျွန်တော်ကအဲ့လိုထားပေးပြတာများတယ်ဒါဟုတ်အဓိကကကျွန်တော်တို့တော်တော်များများအခုနောက်ပိုင်း man fit man fit ဆိုတဲ့ခါကျတော့အောက်ပိုင်းတိတ်မထိုင်ကြဘူးပေါ့နော်အာအပေါ်ပိုင်းနေပဲတို့လောက်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဟို body building ဆိုပြီးတော့ body builder လုပ်တယ်ဗလာကြီးကြီးပြီးတော့လမ်းအောင်ကောင်းကောင်းမရှောင်နိုင်တဲ့လူတွေအများကြီးအဲ့ဒီမှာ body builder ဖြစ်တဲ့ဗလာကြီးကတော့ကြီးပဲဒါပေမဲ့ချိုးမိုင်မိုင်တော့မှမှန်အောင်မချိုးနိုင်တဲ့ကောင်တွေအများကြီးပဲအဲ့ဒါဘာကြောင့်လဲဆိုရင် body building လုပ်ပြီးတော့ကျွန်တော် functional movement တွေကိုတို့မေ့ထားတာအဲ့တော့ကျွန်တော်ကအဲ movement တွေလည်းဒီလိုရှိတယ်ဒီဟာတွေကောင်းရမယ် ဟိုမှာ body beta ကြီးလို့ပြီးခုနားလည်းသွားမရဒီနားလည်းသွားမရမောနေဆိုအဆင်မပြေဘူးလေအဲ့တော့ကျွန်တော်ကျမ်းမာရေးကောင်းတဲ့ body beta တွေကိုမြန်မာပြည်မှာအများကြီးဖြစ်စေချင်တာ LGBT ကအခုကျွန်တော်တို့ပြိုင်နေတဲ့ပွဲမှာဆိုရင် sport physics ကမြန်မာပြည်မှာမပြိုင်ဘူးမြန်မာပြည်ရသူတွေလည်း sport physics ရဲ့အကြောင်းကိုထဲထဲဝင်မရှိဘူးပြိုင်မှုတဲ့သူလည်းမရှိဘူးအခုဒီ9ယောက်ကပထမဆုံးပြိုင်တာပြီးတော့အဲ့ကောင်တွေပြိုင်နေတဲ့အတန်းမှာက တကယ်ကောင်းတာက LGBT တွေကကောင်းတာဘာလို့ဆို तू ကမာဆယ်မန်နီယာရှိတယ်ကိုရီးယားမှာလုပ်တဲ့ပွဲဆိုလုံးဝနှဲ့နှောင်းနေရလေအဲ့ဒီပွဲတွေကကျွန်တော်မြန်မာပြည်မှာမလုပ်ရလို့လားတခြားနိုင်ငံတွေမှာအကုန်ရှိတယ်ဆိုတော့အဲ့ကမှာအခုဝင်ပြိုင်ရသူတို့နိုင်သွားတယ်ဆိုတော့အရက်ပူပူလေးနဲ့ကျွန်တော် share ထားတယ်ထိုင်းရမိတ်ကက်ဆရာဆိုရင်အရန်မာဆယ်ကောင်းတာစုပြတ်တက်နေရပဲဆိုတော့ကျွန်တော်ပြောရရှင်းရင်းလေးရလေ LGBT ဆိုတာ LGBT တက်တက်လေဒီပြိုင်ပွဲပြိုင်ပွဲတက်တက်လေ LGBT ကဒီပြိုင်ပွဲကိုပြိုင်တာအမဟိုအပြစ်ပြောကြမရှိဘူးလေကျွန်တော်တို့အနေနဲ့သူ့ရဲ့စူးစမ်းမှုသူလုံးချင်တဲ့ဟာကိုကျွန်တော်အပရိရှိတ်လောက်ပါမှာ အခုမှကျွန်တော်ကားပလောက်မောင်ကျွန်တော်သချင်းဆိုရယ်ဗျာကျွန်တော် driving လုပ်တယ်လေအဲ့ဒါကျွန်တော်အပြစ်မရှိဘူးလေအဲ့သဘောတိုင်းပဲကျွန်တော်အဲ့လိုပဲခံယူတယ်ဟိုအဲ့ဒီပြိတက်ကကျွန်တော်ပြောချင်တာကအဲ့ပြိတက်ကမတိတဲ့ကန်အပလာတို့ nebel ကမဟုတ်ဘူးဂျင်း nebel ကမဟုတ်ဘူးအပြင်မသိတဲ့သူကဝေဖန်တာဆိုရင်တော့ကျွန်တော်လက်ခံတယ်ဟို trainer တွေကဝေဖန်တယ်ဆိုရင်တော့အဲ့ trainer ကိုကျွန်တော်ကတော့ရှုံ့ချရမှာပဲဘာကြောင့်လဲဆိုတော့အားကစားအားကစားလို့မြင် သူဒီသူဒီကားပလာသမားတယောက်မဟုတ်ဘူးကျွန်တော်ကလာပြောလေမင်းခန့်ပူစင်ပြတာတလွဲကြီးလို့လာပြောကြည့်လေမင်းတက်လာခဲ့ကြိုက်တဲ့အချိန်ယူစင်းပေါ့ ါ तू อ่ะကျွန်တော်ဒါ professional မဟုတ်ဘူး तू ရဲ့ license တခုမှာကျွန်တော်ကဘဝမှတ်တိုင်တခုအနေနဲ့တင်ပေးလိုက်ရင်ဖြစ်တယ်ဆိုတော့ posing ကိုလည်းသူ့ကို pressure မပေးဘူး तू ကျွန်တော် posing ခဏမဟုတ် pressure မပေးအကို AC ပဲ symbol တက်သွားပြီအကိုလှုပ်ချင်တဲ့ပုံစံတိုင်းလေးပဲလှုပ်လာခဲ့ရုံမပြောင်းရပြီဒီတိုင်းပဲဘာဖြစ်လို့ဆိုတော့ဒါက तू อ่ะဒီလိုလှုပ်လိုက်လို့အပြစ်ရှိသွားမှာမဟုတ်ကိုပိုင်လှုပ်လက်ခွင့်လေး1 minute posing ဆိုတာကိုလှုပ်ချင်တဲ့ creation ကိုလှုပ်ပိုင်ခွင့်ရှိတာအဲ့ဒါကိုဝေဖန်နေတယ်ဆိုလို့ရှိရင်ဝေဖန်တဲ့သူကအဲ့ဒီအတန်းမှာ champion ရပြီးသွားရည်လား champion ရောက်နေတာအဲ့ဒီပွဲမျိုးတော့မမြင်ဘူးလေမြန်မာပြည်မှာမှမရှိတာမမြင်ဘူးတဲ့ဟာကိုဝေဖန်နေဆိုတဲ့ကမဟုတ်ဘူး ပြီးတော့ဟိုကျွန်တော်ပြောချင်တာကဘလာကြီးကြီးတာနဲ့6သွားမှာဘာဆိုင်လို့လဲမဆိုင်ဘူးလေဟိုအချောက်ကဘလာမကြီးရဘူးလားအဲ့တော့ သူတို့ရှင်းပြထားတာရှိရလေဘယ်နှမျိုးတော့ရှိတယ်ခြောက်မျိုးခုနှစ်မျိုးတော့ရှိတယ်တွက်ကြည့်ကြလို့အာအားပေးတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့အားကစားကိုအားကစားလိုပဲမြင်ပေးပါအာအားကစားဆိုတာကဘသူပဲပြိုင်ပြိုင်အားကစားပါပဲကျွန်တော်တို့နိုင်ငံသားမှာဆိုလို့ရှိရင်ပြိုင်တဲ့ဟောင်းမှာအဲ့လိုယောက်ျားလေး body ဘေးတင်းမှာပဲအဲ့လိုနှကန်းနေဆိုပြီးတက်ပြိုင်သွားတဲ့သူရှိတယ်ကျွန်တော်ကပြောချင်တာက LGBT ပဲဖြစ်ဖြစ်အာ straight ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကာယဗလာကာယဗလာပြိုင်တာပဲ body bathing က body bathing ပြိုင်တာပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ main ကလေးတွေဗလာကြီးနဲ့ညှစ်နေတာကြတော့ဘာလို့မကဲ့ရည်လဲကျွန်တော်ပြောတာ ပြောရအများကြီးရှိတယ်။ဟာမိကလေးဒီကောင်မလေးဗလာကြီးနဲ့မဖြစ်အောင်လို့ကျွန်တော်ဘယ်သူမှမပြောဘူးလေ။အဲ့ကြတော့ကျွန်တော်လက်ခုပ်တီးကြတယ်ဆိုတော့သူတို့ရဲ့ဖြစ်တည်မှုသူတို့သွားတဲ့ပုံစံကတက်တက်သူတို့ရဲ့လိုက်ဆိုင်ကတက်တက်အားကစားကအားကစားတက်တက် body building ကို body building လို့ပဲမြင်သိကြပါလေ။ကျေးဇူးများကြီးတင်ပါတယ်ဗျ။